တို့ရဲ့အသက်ခင်ဂျေဆုရှင်မျိုးသမီးကိုမရရအောင်ရှာပြီးဘဝမမေ့ပဲဂျေဆုဆက်ခဲ့တဲ့စင်ကြီးတွေနဲ့တို့ကျွန်တော်ကပတ်စံဆိုလိုတပြားမှမရှိပါဘူးကျွန်တော်ဘိုင်ယန်စာနေခဲ့ပါတယ်ဒါကြောင့်မက်တော်နယ်ဆိုင်လေးရဲ့တကားကိုသွားခေါက်ခဲ့ပါတယ်ပြီးတော့ဆိုင်ကအမကိုအစာလေးများရှိရင်ကျွေးပါလားဆိုပြီးတော့တောင်းပန်ခဲ့ရပါတယ် ေစားကိုရန်ဒိုပြောကြားခဲ့တာပါရန်ဒိုဟာသူ့ရဲ့ငယ်ဘဝတုန်းကဆင်းရဲမွဲတင်မှုရဲ့တံကိုခန်းစားခဲ့ရပူပါတယ်ဒါကြောင့်မဲသူဟာစားစရာမရှိလို့တောင်းစားရတဲ့အထိကိုဖြစ်ခဲ့မူလားဖြစ်ပါတယ်ဒါဝရအကောင်းဆုံးဘောသမားဖြစ်လာအောင်ကြိုးစားနေတဲ့ချာတင်လေးရန်ဒိုဟာသူ့ရဲ့ဘဝကိုအကူအညီပေးမယ်နဲ့သမီးတစ်ပါးနဲ့ဆုံတွေ့ခဲ့ပါတယ်သူမကရန်ဒိုကိုညနေတိုင်းမှာစားတောက်တွေဝေမျှပေးခဲ့တာဖြစ်ပါတယ်ရန်ဒိုကလည်းသူမပေးတဲ့စားတောက်တွေကိုစားပြီးတော့အဟာရတည်းရရှိကနောက်နှစ်ပါလေးချိန်ခံဆင်နိုင်ခဲ့ပါတယ် ီနေ့ပြပြပေးသွားမှာက Red Wing ရဲ့ဘွားကိုကင်တင်ပေးခဲ့တဲ့ Under ဆိုတဲ့မျိုးသမီးလေးအကြောင်းပဲဖြစ်ပါတယ်။လရှိမှာရန်တော်မွေခြေပိုင်းဆိုင်ရာမှာရေတွက်လို့မရနိုင်အောင်ချမ်းသာနေပြီလေဖြစ်ပါရင် NSA နဲ့ချုပ်ဆိုထားတဲ့စာချုပ်ဟာရန်တော်ဟာကမ္ဘာမှာလောကလားစာအများဆုံးအားစားပါကြည့်တူပါသူရဲ့နေစင်ဘွားဝင်ဝေဟာတသက်စာမကုန်လိုက်တဲ့အထိညပြပါရင်စပွန်ဆာတွေဆိုရှယ်မီဒီယာတွေပေါ်မှာရရှိတဲ့ဝင်ဝေတွေကလည်းမနေမတော့ပါဘူး။နောက်တော့ခန်းနာလာတဲ့အင်ဂျီမှာရန်တော်နေနေပြီးကမ္ဘာအကောင်းဆုံးကားတွေကိုလည်းရေမရအောင်ပိုင်းဆိုင်ထားသူဖြစ်ပါရင်ဒါပေမဲ့ငယ်ဘွားမှာရန်တော်ဟာအင်မတန်ဆင်းရဲခဲ့သူပါ။ မရီယာမျိုးလေးမှာရက်ဒိုရဲ့မိဘတွေဟာမွေကြီးမလုံလောက်မှုအခက်ခဲတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ရက်ဒိုရဲ့စပိုးရင်းလေးသွန်းကနေမှာကစားနေစဉ်ရက်ဒိုဟာဘောလုံးလေးချင်ကန်ဆင်းပြီးတဲ့ပြန်လာအချိန်တိုင်းမှာဆာလောင်မှုပြန်တွေကိုအများနဲ့ခံခဲ့ရပါတယ်။ဒါပေမဲ့ရက်ဒိုကန်ကောင်းခဲ့ပါတယ်။ဘာလဲဆိုတော့အန်နာဆိုတဲ့နေသမီးလေးလိုစိတ်ကောင်းပြားတဲ့ မြေသမီးကသူ့ကိုအကူအညီပေးခဲ့လို့ပါပဲကျွန်တော်၁၇နှစ်၁၂နှစ်သားကလေးရွယ်လောက်တုန်းကကျွန်တော်မှပတ်ဆက်မရှိခဲ့ပါဘူးကျွန်တော်မိသားစုကလည်း၃လတခါပဲတွေ့ခင်ရခဲ့ပါတယ်ဒါကခက်ခဲပါတယ်မိသားစုမရှိဘဲနေရတဲ့ကာလဟာအင်မတန်ခက်ခဲခဲ့ပါတယ်ည၁၀နာရီကျော်၁၂နာရီလောက်ဆိုရင်ကျွန်တော်တို့ဘိုင်ယန်စာနေပါပြီကျွန်တော်တို့လေ့ကျင့်ခန်းဆင်းပြီးနေရတဲ့ကွင်းကျန်းတပင်းနာမှာလိုက်တော်နဲ့ဆိုင်ရှိပါတယ်အဲဒီဆိုင်ရဲ့နောက်ဘေးတကားစီကိုသွားတော့ပြီးအများနဲ့ကျွန်တော်တို့ကဟေးဘာကလေးများကြံသေးလားလို့သွားမေးကြပါတယ်ဆိုင်မှာအန်နာနဲ့ချားမေကလေးတယောက်ကမေုံနိုင်လောက်အောင်သဘောကောက်ပါတယ်ကျွန်တော်တို့ကိုဘာကားရင်အများနဲ့ချွေးခဲ့ပါတယ်လို့ရဲတို့ကဒီကိစ္စကိုပြန်ပြောပြခဲ့ပါတယ် မိသားစုနဲ့ဝေးကွာနေခြင်းအစာလဆာလောင်နေတဲ့ကလေးငယ်တူအတွက်ဒါဟာအင်မတန်ကိုမှအကူအညီရခဲ့တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ အန်နာတို့ရဲ့အကူအညီပေးမှုကရေဒိုရဲ့ကစားမဘွားကိုခုလိုမျိုးအောင်မြင်အောင်အများကြီးအကူအညီရစေခဲ့ပါတယ်။အကယ်၍သူမတို့ရဲ့အကူအညီတာများခဲ့ရင်စားလောင်နေတဲ့ကလေးရေဒိုဟာညဘက်ဒီမှာကောင်းကောင်းအိပ်ပြော်မှာမဟုတ်တလို့နောက်နေ training ဆင်းဖို့ရလဲခက်ခဲနေမှာပါ။လက်ရှိမှာ fast food တွေမစားဘဲ diet plan ကိုတည်တည်ချာချာစားတောက်နေတဲ့ရေဒိုတို့အဆိုပါအချိန်တုန်းကတော့ McDonald's ကအစားအသောက်ဟာအင်မတန်အရေးကြီးခဲ့တာဖြစ်ပါတယ်။ဒါကြောင့် Redo ကလည်းဘာကန်ဆိုင်ကအမျိုးသမီးတွေရဲ့ကျေးဇူးကိုမမေ့ခဲ့ပါဘူး။ဒီကိစ္စနဲ့ပတ်သက်ပြီး Redo က ကျွန်တော်ဘာကဆိုင်ကအမတွေကိုပြန်ရှာတာမတွေ့ခဲ့ပါဘူး။ပေါ်ဒီကီမှာရှိတဲ့လူတွေကိုလည်းဒီကောင်မလေးဗမာလေးဆိုတာလိုက်မေးခဲ့ပါတယ်။ကျွန်တော်လိုက်ရှာချိန်မှာမတော်တဲ့ဆိုင်ကလည်းမရှိတော့တာကြောင့်သူတို့ကိုရှာမတွေ့ခဲ့ပါဘူး။ဒီအင်တာဗျူးကကျွန်တော်တို့ကိုရှာတွေ့အောင်ကူညီပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။သူတို့ကတွေ့ရင်အရင်ကျွန်တော်ပြောမိမှာပါ။ဘာလဲဆိုတော့သူတို့ကိုတော်ရီတိုဒါမှမဟုတ်လေစွန်းမှာရှိတဲ့ကျွန်တော်ရဲ့အိမ်မှာညစာဖေးတင်းကျင်လို့ပါ။ပြီးတော့သူတို့ကိုပြန်တွေ့ချင်တာကအမှန်တိုင်းပြောရင်သူတို့ကိုတစ်ခုခုပြန်ပေးဖို့ပါ။သူတို့ကျွန်တော်ကိုကူညီခဲ့တဲ့အပေါ်အရင်ကျေးဇူးတင်ပါတယ်။ကျွန်တော်ဘယ်တော့မှမေးသွားမှာမဟုတ်ပါဘူးလို့ပြောခဲ့လိုက်တာဖြစ်ပါတယ်။ ိစားဖို့ရန်ကောင်းတဲ့ရဲလိုပါပဲဇန်နလီရဲ့ဆုံးသက်ကတော့လှပခဲ့ပါတယ်အင်တာဗျူးလုပ်ပြီးသိမကြားခဲ့မှာရဲတို့ဟာအန်တာနဲ့ဆုံးတွေ့ခွင့်ရသွားခဲ့ပါတယ်အန်တာကဆိုပါအချိန်မှာလက်ထပ်ထားပြီးဖြစ်ပြီးကလေးနှောင်ရဲ့မိခင်ဖြစ်နေပြီဖြစ်ပါတယ်ရဲတို့အစားအစာတွေလာတောင်းခဲ့တဲ့အကြောင်းကိုအန်တာကအခုလိုပြန်လည်ဖောက်တည်ချခဲ့ပါတယ်သူတို့ညာတိုင်းဆိုင်ကိုလာကြတယ်ညာတိုင်းတကားရှိကိုရောက်လာကြတယ်သူတို့တဲကတယောက်ကခရစ်စတီယာရိုနယ်ဒိုပါသူတို့တဲကသူကအရှက်ယုံဆုံးပါပဲသူနဲ့အခုပြန်တွေ့ရတာပျော်ရွှင်မိပါတယ်သူကရန်ကိုရိုကျိုးသူပါသူတို့လူမျိုးအတွက်ကျွန်မကမှတ်မိနေစရာမလိုတဲ့လူတန်းစားတွေတဲကပါ နှစ်တွေကလည်းရမ်းကြာနေပါပြီသူမမေ့နေလိမ့်မယ်လို့ကျွန်မမထင်ပါဘူးရဲတို့ကအရာကိုညစာခေါ်ကြွေးခဲ့တဲ့ပြင်တံမိုးကြီးနဲ့ဆောင်နေလဲပေးခဲ့ပါတယ်ရဲတို့ကဘလောက်ပဲချမ်းသာချမ်းသာအောင်မြင်အောင်မြင်ကြော်ကြကြော်ကြကျေးဇူးမမေ့သူဖြစ်ပါတယ်